အဲကျွန်တော်ငယ်ဘွားတုန်းကကျွန်တော်ကျွန်တော်ကလည်းမိဘမဲ့အကြောင်းမှနေခဲ့ရဘူးတဲ့မိဘအာရှိရနဲ့မိဘနဲ့မနေရတာပေါ့နော်မိဘတွေကအစင်မပြေတဲ့အခါကျတော့အိမ်မှာနေတာထက်စားလို့ရှိရင်ဒီမိဘမဲ့အကြောင်းမှဆိုရင်ဒီပို့ပြီးတော့ပြေစုံလိမ့်မယ်အဲပို့ပြီးတော့အဲ့လိုထမင်းနဲ့မှန်မယ်ပို့ပြီးတော့အဲ့လိုပညာရည်ချင်းလည်းကောင်းမယ်ဆိုပြီးပို့ခံတဲ့အခါကျတော့ဟိုမိဘရှိရနဲ့မိဘနဲ့ခွဲနေရတဲ့ခံစားချက်ကြီးကစိုးပါတယ် အဲအဲ့လိုပဲပြောရမှာပေါ့နော်တီတဆအချိန်မှာအဲကိုမိဘနဲ့အတူနေခြင်းနဲ့မိဘမြတ်တာလိုခြင်းပေမဲ့လည်းမရခဲ့ဘူးလို့ပဲပြောရမှာပေါ့ဟုတ်ကန်တရားကိုပဲအပြစ်တင်ရမယ်ဆိုလို့ရှိရင်ကိုရွေးချယ်ခွင့်မရှိတာနော်အဲ့တော့ကိုရွေးချယ်ခွင့်မရှိတဲ့ဘဝတစ်ခုမှာကိုရောက်လာပြီးဖြစ်တဲ့အခါကျတော့ဟိုကိုကိုကိုပဲအပြစ်တင်လိုက်ပါတယ်ဟုတ်ဟိုအလူကတော့ကျွန်တော်အမြဲတမ်းတူပါတယ်ကျွန်တော်ဟို ပေးလုံးလှူလုံးအကြီးလို့တောင်ခက်နေရပေါ့ကိုတော့တစ်ခါလေးကျရင်မကြံဘူးဟိုရတဲ့အရင်ကလေးကပေါ့ကိုအမှုပညာကြီးရပြီဆိုလို့ရှိရင်အဲ့ဒီရလာပုံမှာကိုထက်ဟိုမပြေလဲလူကိုအာပေးမအစဉ်ပြေမဲ့လူတွေတော့အများတန်းပေးဖြစ်တယ်အဲ့ကကြောင့်အခုဒီမှာဆိုလို့ရှိရင်ဒီကလေးလေးတွေကိုပေးတာပို့ပြီးတော့ဟိုပီတိဖြစ်တာပေါ့နော် ပီတိဖြစ်တယ်ဆိုတာတကယ်လိုအပ်နေတဲ့ကလေးတွေပြီးလို့ရှိရင်မိဘမရှိတဲ့ကလေးတွေဖြစ်တဲ့အခါကျတော့ဟိုပို့ပြီးတော့ပီတိဖြစ်ပါရဲ့ဗျာဟုတ် ကျွန်တော်ဆိုရင်အဲ့လိုမိဘအာဒီရွယ်ရောက်တယ်ဒီရွယ်မှာ ကိုယ်မိဘနှစ်ပါးလုံးမရှိတော့ဆိုတော့မိဘမဲ့နဲ့အတူတူပါပဲမိဘမဲ့တွေရဲ့ပြဿနာကျွန်တော်ရုံးကန်ရတယ်ဟိုသူများနဲ့နှစ်ဆကြိုးစားရတယ်ကိုနောက်ွယ်မှာကိုယ်အဲ့လိုငွေအင်အားတွေကိုဆိုလိုတာမဟုတ်ဘူးဒီစိတ်သက်ခွန်အားနဲ့ပဲဖြစ်ဖြစ်ဒီအပျော်လေးနဲ့ပဲဖြစ်ဖြစ်ပေါ့မေတ္တာအားနဲ့ပဲဖြစ်ဖြစ်ကိုယ်မေတ္တာပြပေးမဲ့ကိုယ်မွေးထုတ်ခဲ့တဲ့ဂျေဆုရှင်တွေမရှိတော့တဲ့အနေအထားတစ်ခုက အဲ့လိုတော်တော်လေးကိုအာဟိုလောကိုက်မှာ struggle လုပ်ရပါတယ်နော်။အော်ကိုဟိုတွေ့တဲ့နေရာတိုင်းမှာကြုံကြုံတလို့ပြောဖြစ်တယ်။ကိုတာဝန်မယူနိုင်ဘူးဆိုလို့ရှိရင်မမွေးနဲ့။ဒါလို့ဆိုလူတယောက်ဒီလောကမှာဖြစ်ဖို့ကမလွယ်ဘူးလေနော်။လူမပြောနဲ့ကျွန်တော်တို့အိမ်မှာအဲ့လိုတလိမ့်ဆန်လေးတွေတော့ခွေးလေးတွေကြောင်လေးတွေမွေးနေအောင်မှာဟိုမွေးကင်းစားကနေအသေးသေးထိတာဝန်ယူရတဲ့ဈေးကမလွယ်ဘူး။လူဖြစ်တဲ့အခါကျတော့ပူဆိုးတာပေါ့နော်။ ဲ့ကကြတော့ဟိုကိုတာဝန်မယူနိုင်တဲ့အရာတခုကိုအာမယူတာပိုကောင်းပါတယ်ကျွန်တော်အဲကျွန်တော်ငယ်ဘဝကတုန်းကကျွန်တော်ကျွန်တော်ကလည်းအဲမိဘမဲ့အကြောင်းမှာနေခဲ့ရဘူးလေအချိန်ကာလတစ်ခုထိပေါ့နော်နေခဲ့ရတဲ့အချိန်မှာဆိုရဲကတော့မိဘနဲ့တအားနေခြင်းနဲ့မိဘအာရှိရနဲ့မိဘနဲ့မနေရတာပေါ့နော်မိဘတွေကအစင်မပြေတဲ့အခါကျတော့ဟိုမိဘမဲ့အကြောင်းမှာဟိုဘယ်လိုပြောအောင်လဲဆိုတော့အာ အိမ်မှာနေတာထက်စားလို့ရှိရင်ဒီမိဘမဲ့เจ้าမှဆိုရင်ဒီပို့ပြီးတော့ပြေဆုံးလိမ့်မယ်အဲပို့ပြီးတော့အဲ့လိုထမင်းနဲ့မှန်မယ်ပို့ပြီးတော့အဲ့လိုပညာရည်ချင်းလည်းကောင်းမယ်ဆိုပြီးပို့ခံတဲ့အခါကျတော့ဟိုမိဘရှိရနဲ့မိဘနဲ့ခွဲနေရတဲ့ခံစားချက်ကြီးဟာစိုးပါတယ်မိဘမရှိတော့ဒါကတော့မှအခုနပြောသလိုနည်းနည်းလေးဟိုတတ်တာရရမလားလို့ပေါ့နော်။အော်ငါမိဘရေမရှိတော့ဘူး။ဘာဘာသာငါစူးစမ်းရုံးကတ်မယ်ဆိုတဲ့အနေထားတစ်ခုမှာကိုယ့်အကို struggle လုပ်လို့ရတယ်ဒါပေမဲ့ရှိရက်နဲ့အတူတူမနေရတဲ့ခန်းစားချက်ကပိုပြီးတော့အဆိုးပါတယ်ဟုတ်တယ်နားမလည်ဖြစ်ခဲ့တယ်ဟိုအပြစ်တင်တာပေါ့နော်မိဘတွေကိုခုနကျွန်တော်ပြောသလိုတာဝန်မယူနိုင်ဘဲနဲ့ကလေးတယောက်ကိုမွေးတာပေါ့နော်ဟိုတကယ်ဆိုလို့ရှိရင်တော့ကိုမွေးထုတ်ထားတယ်ဘလို့အကြောင်းတရားနဲ့ပဲရရကိုကလေးကိုနော်အဆုံးထိကိုတာဝန်ယူရမယ်အာတာဝန်မယူနိုင်ဘဲနဲ့မွေးတဲ့အပေါ်မှာတော့ဒါ ဟိုအထူးသဖြင့်စိတ်ထိခိုက်ရတော့ကလေးတွေပေါ့နော်ဘယ်တော့တော့ဘယ်လာလာအဲ့လိုမိဘကမိစုံဖားစုံနဲ့အဲ့လိုကြီးပြင်းလာတဲ့ကလေးတွေထတ်တော့သူတို့ရဲ့စိတ်ကဘလောက်ပဲ ဟိုငါငါတယောက်တည်းလုံမယ်ပြောပြောသူတို့မှာအတိမ်ငယ်စိတ်ကတော့ငငယ်ကလေးပါလာပါတယ်။ Lucky Diamonds မြန်မာမှာဝယ်ယူပြီးတစ်နှစ်ပြည့်တာနဲ့အမြင့်တွေအများဆုံးပြန်ပြီးနေရဲဆိုတာသိပြီးပြီလား။စိန်ချစ်သူ customer များအတွက်တရင်ကျွတ်အကျိုး promotion အနေနဲ့အမြင့်တရာဂိုင်းလုံးကနေအများဆုံး20ရာဂိုင်းလုံးထိရရှိမယ်။အထူးအစီအစဉ်နဲ့စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းတည်ငောင်းလေးပါချက်ပါတယ်။ promotion ကာလအနေနဲ့ September 17ရက်နေ့ကနေ25ရက်နေ့ထိဝယ်ယူနိုင်မှာဖြစ်ပြီးဥချော်ရမတ်ထဲက shop ပြီးတန်ဆုံးစည်းတွေနဲ့လှပကျော်ရှင်းတဲ့နောက်ဆုံးပေါ်စိန်တဲ့ပစ္စည်းများစွာ ကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။စိနေပစ္စည်းတခုဝယ်ယူလိုက်တာနဲ့တစ်နှစ်ပြည့်လျင်100ခိုင်နှုန်း၊နှစ်နှစ်ပြည့်လျင်200ခိုင်နှုန်း၊သုံးနှစ်ပြည့်လျင်300ခိုင်နှုန်း၊၄နှစ်ပြည့်လျင်400ခိုင်နှုန်း၊၅နှစ်ပြည့်လျင်900ခိုင်နှုန်း၊၁၀နှစ်ပြည့်လျင်200ခိုင်နှုန်းထိအမြတ်တွေအများဆုံးပေးရတော့မှာဖြစ်လို့ဒီအခွင့်အရေးကြီးကိုလက်လွတ်မခံမှုဖိတ်ခေါ်လိုက်ရပါတယ်။အခုသတင်းကျအကျိုးအထူးစီစဉ်ကြီးကို Lucky Times မြန်မာဆိုင်ွယ်တွေဖြစ်တဲ့ရန်ကုန်ဆိုရင်ရွှေဘုံသာဆိုင်ွယ်နဲ့ Time City ဆိုင်ွယ်၊မန္တလေးဆိုရင်84လမ်းနဲ့32လမ်းထား၊ချမ်းရည်တောင်ဆန်းမြို့နယ်တို့မှာဝယ်ယူနိုင်မှာဖြစ်တဲ့ပြ ြင်နေ့စဉ် live စီးကြီးများမှာလည်းဝယ်ယူနိုင်တဲ့အကြောင်းလဲတည်ငောင်းလေးပါလိုက်ချင်ပါတယ်6တန်းအရွယ်လောက်ပေါ့ဟော6တန်းနေကျွန်တော်9တန်းလောက်ထိနေရတယ်ဟောပြီးကြတော့အအမေကသုံးသွားတဲ့ခါကျတော့အဖေတို့စီမှာပြန်နေရတာပေါ့အဖေကလည်းအဲ့လိုအဲ့လိုပဲပြောရမှာပေါ့နော်တီတဆအချိန်မှာအကိုမိဘနဲ့အတူနေခြင်းနဲ့မိဘမြတ်တာလိုခြင်းပေမဲ့လည်းမရခဲ့ဘူးလို့ပဲပြောရမှာပေါ့ ဟုတ်တယ်တယောက်တည်းအဲ့လိုအရန်ခံစားခဲ့ရတဲ့အခါကျတော့ trap out ကိုလိုက်ရှာပေါ့နော် trap out လိုက်ရှာတဲ့အချိန်မှာဘာလုပ်လို့ရလဲဆိုတော့တချင်းကိုကတချင်းဘက်မှာဖီးယားကကို give ပေးထားတဲ့အခါကျတော့တချင်းအနေနဲ့ပဲ trap out လုတ်ပြီးတော့ရေးဖြစ်ပါတယ်ဟုတ်အဖေလည်းဆုံးသွားပါပြီရေးထားတယ်ရေးထားပြီးတော့မှအဲ့လိုမသွင်းနိုင်တာပေါ့သွင်းလိုက်လို့ရှိရင်အဲ့လိုစိတ်မကောင်းစရာတွေပြန်မြင်တယ်ဟိုမဆူနိုင်ဘူးမဆူနိုင်တဲ့အခါကျတော့ တချင်းလေးကိုဒီတိုင်းပဲတင်ထားပါတယ်ပြီးတော့ဟိုအဖေတချင်းဆိုလည်းကိုရေးထားတာရှိတယ်ဒါပေမဲ့ကိုမဆိုးဖြစ်ဘူးပေါ့နော်ဒီတိုင်းတင်တင်ထားပါတယ်ဟိုကန်တရားကိုပဲအပြစ်တင်ရမယ်ဆိုလို့ရှိရင် ကိုရွေးချယ်ခွင့်မရှိတာနော်အဲ့တော့ကိုရွေးချယ်ခွင့်မရှိတဲ့ဘဝတစ်ခုမှာကိုရောက်လာပြီးဖြစ်တဲ့အခါကျတော့ဟိုကိုကုတ်ကိုပဲအပြစ်တင်လိုက်ပါတယ်အဲ့တော့ထရမာရောများတယ်နော်ညားတယ်ဗျာတဲ့ဟိုငငယ်ကလေးကကိုကိုကိုကအဲ့လိုစိတ်ညစ်စရာကြီးအများကြီးနဲ့ကြီးပြင်းခဲ့ရတဲ့အခါကျတော့ဟိုကိုကိုကို ပြန်ဖြောပြီးရေးသမားပြန်ဖြစ်သွားပါဘောเนาะငါငါပြောအောင်နေမယ်ဟိုငါပြောမှအဲ့လိုငါအတွက်ငါပဲရှိတယ်ဆိုတဲ့အခါကျတော့ကိုကူကအဲ့လိုပြောအောင်ပဲနေလိုက်တာပါဟုတ်သတိရတယ်ဒါပေမဲ့အဲ့လိုမိဘနဲ့မချာကိုနားမှာကိုကိုတကယ်ချစ်ပြီးတဲ့မိတ်ဆွေကောင်းတွေကိုဖះပို့ပြီးပါတယ်အဲ့ခါကျတော့ဟို သူတို့စီရင်ဖွင့်ဖြစ်တာပေါ့ဟိုကိုယ်တကယ်ပေါ့နော်အဲ့လိုချစ်ပေးတဲ့မိဘရယ်ပြီးရင်ပြည့်ပြည့်စုံစုံချမ်းချမ်းသာသာဘဝလေးတစ်ခုမှာအဲ့လိုနေချင်ပါတယ်ကျွန်တော်ကလေအဲ့လိုဟိုကိုကိုနိုင်ကအဲ့လိုတာဝန်မယူနိုင်သေးတဲ့အချိန်မှာအဲ့လိုဟိုကလေးတယောက်ကိုပေါ့နော်အဲ့လိုဆွဲသွင်းမှုဆိုတာဘယ်တော့မှမစင်စားဘူးကိုကိုရိုင်းတော့မနေ struggle လုပ်ပြီးတော့ယက်တီနေရတဲ့အချိန်ဆိုရဲကကျတော့အဲ့ဒီဟာအဝေးကြီးမှာပေါ့နော်အဲ့ကလေးရဖို့ဆိုတာကျွန်တော်အရင်တော့ပြောပြပါတယ်အဲ့လို ဟိုအဲ့လိုကျင်ပေါ်ကလည်းရှိအောင်ပါလေအဲ့ဒါလည်းအဝေးကြီးပဲပြီးရင်အဲ့ဟိုဗာလဲအဲ့ရလာတဲ့ကလေးဆိုတာအဝေးကြီးပါအဲ့လိုတော့မလုပ်ခဲ့ဘူးအဲ့လိုဟိုခုနှစ်တန်းလောက်ကြတဲ့တချင်းစရေးတဲ့ကတော့ဟိုတစ်ဖက်မှာအဲ့လိုစိတ်ပြက်ဝမ်းနေစရာတွေရှိတယ်ဆိုပေမဲ့လည်းဖခင်ကဒီဘက်မှာကိုဒီအမှုပညာလုံးနဲ့အဲ့လို professional ဖြစ်အောင်နေရာတစ်ခုဖခင်ပေးခဲ့ပါတယ် အဲတိတဆရွေကလေးကအဲ့လိုလူလူတိုင်းကိုအပြော်ရေးလိုက်ပေးတယ်အဲ့လိုလူတိုင်းနဲ့တဟတာတာဖြစ်အောင်နေဖြစ်ပါတယ်အဲအဲ့လိုတော့မရှိပါဘူးကိုကိုလို့သူတို့စတယ်နောက်တယ်ဆိုလို့ရှိရင်စိတ်ဆိုးတဲ့လူကမရှိသလောက်ပါပဲအဲ့လိုစလိုက်တယ်နောက်လိုက်တယ်ပြပြပွားနေရဆိုရင်ချစ်ပေးကြပါတယ်ပြ ဟုတ်တယ်ကိုကိုတိုင်တစ်ချိန်ကျဆိုးမှာပေါ့နော်အမေမဆုံးငင်တော့အမေရှိမှာအဲ့လိုစူပြခဲ့တဲ့ကိုတိုင်ရေးတဲ့တခြင်းလေးတော်တော်ငယ်သေးတာ ਉਹ စူပြခဲ့တဲ့တခြင်းလေးရှိတယ်အဲ့တခြင်းလေးကအခုထိတော့မလုတ်ဖြစ်သေးဘူးပေါ့နော်အဲ့ဟာလေးတော့တစ်ချိန်ကျတော့လုတ်ဖြစ်မှာပါကျွန်တော်တို့အခုကန်ခီးရှည်ဆိုတဲ့ဇလန်တွဲလေး Fortune TV ရဲ့ Heyplay မှာပြနေပါတယ်။အဲ့ဒီကားလေးထဲမှာဟိုအတိမပြုတ်ပေးတဲ့ပြိသက်တူးချင်းစီကိုလည်းကျေးဇူးတင်တယ်။ပြီးရင်နောက်ထပ်ထွက်လာမဲ့တခြင်းတွေရောနောက်ထပ်ဟိုအမှုပညာဖန်တီးမှုတွေအကုန်လုံးလည်းအားပေးပါလို့ပြောနေနှုတ်ဆက်ချင်ပါဗျာ။